င်္ဂလာပါအခုချိန်ကစပြီးတော့စက်တဘာလ29ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမိပါတရုတ်စီမံကိန်းတွေအများဆုံးရှိနေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် ULAAA တို့အကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးစစ်တပ်ကရေချောင်းကနေဇက်တိုက်အင်အားဖြည့်တင်းနေပါတယ်။ ကျောက်ဖြူမြို့နယ်တဲကအမှတ်30နှစ်ရေးတက်ရင်နေရာဒညာဝတီရေးတက်ဌာနချုပ်နေရာဝင်းကျင်တွေမှာဒီတိုက်ပွဲတွေဖြစ်နေသလိုအင်အားဖြစ်တင်းမှုတွေကလည်းထောင်နဲ့ချိနိုင်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်အင်အားဖြစ်တင်းတဲ့နေရာမှာဒီတရုတ်ပိုင်ပေါ့လေဓာငွေတန့်စင်ဆက်ယုံရှိနေတဲ့မလကျုံဘက်မှာလည်းအင်အားယာနဲ့ချိပြီးတော့ဖြစ်တင်းထားတာမျိုးရှိနေတယ်လို့ပြောပါရယ်ကျောက်ဖြူတိုက်ပွဲမှာဆိုရင်စစ်တပ်ကရေချောင်းကိုအဓိကသုံးပြီးတော့စစ်သင်္ဘောတွေနဲ့ ဲ့ဒီလက်နက်ခဲယမ်းတွေအပြင်လူအင်အားကိုပါဇက်တိုက်ဖြစ်တင်းနေတာလို့မြေပြင်သတင်းအရင်းမြစ်ကပြောပါရယ်ဒီလိုမျိုးဖြစ်တင်းမှုတွေဇက်တိုက်လုံနေရတဲ့အကြောင်းရင်းတွေတဲကအ धिक တစ်ချက်ကတော့တိုက်ပွဲတွေမှာအကြအဆုံးများနေတယ်ဆိုတဲ့သဘောဖြစ်တယ်လို့လည်းဆိုပါရယ်ဂျွန်ဂျူလိုက်နဲ့ဒီဩဂတ်စ်လ3လစလုံးမှာဇက်တိုက်အင်အားဖြည့်တင်းမှုတွေလုပ်နေတာလို့ဒေသခံတွေကပြောပါရယ် စတမလာ23ရက်နေ့နဲ့24ရက်နေ့မှာဆိုရင်လေကြောက်ဖြူမျိုးနယ်တဲကပြားတဲ့မင်းတက်တောင်ကလပါနဲ့တဖန်းခါရွာတွေမှာနှစ်ဖက်ကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာလို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ် ဗမောက်မြို့သိန်းတိုက်ပွဲပြီးနောက်ဆက်တွဲအခြေအနေတွေအကြောင်းနဲ့ဆက်ပါမယ်။စကိုင်းကချင်အဆက်မှာရှိတဲ့ဗမောက်မြို့ကိုတော်လန်ရေးပူပေါင်းအဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာမြို့ပတ်ဝန်းကျင်မှာလည်းဒီတိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့မြင်ပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်။ဗမောက်မြို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့တိုက်ပွဲတွေထဲမှာဒီစစ်တုံးပန်းတွေဖမ်းမိတာရှိနေတယ်လို့ရုံအလောင်းတချို့နဲ့လက်နက်ခဲယမ်းတွေပါသိမ်းနိုင်ခဲ့တယ်လို့ဗမောက် PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါရယ်။တိုက်ပွဲထဲမှာရှမ်းနီတက်ဒီ SNA ကပေါ့လေတပ်သား2ယောက်ကိုအရှင်ဖမ်းမိခဲ့ပြီးတော့ရုပ်အလောင်း3လောင်းနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်စက်တမာလနောက်ဆုံးပတ်အထိဒီနှစ်ဖက်ကြားမှာတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေတာလို့ဆိုရမှာပါဗမောင်းမြို့ကဒီရွှေတူးဖော်မှုပေါ့လေရွှေတူးတဲ့လုပ်ငန်းတွေနဲ့တစ်ထုပ်တဲ့လုပ်ငန်းတွေအများကြီးရှိတဲ့နေရာ ဖြစ်လို့စစ်ကော်မရှင်တပ်နဲ့ SNA ရှမ်းပြည်အဖွဲ့တွေကလည်းမြို့ကိုလက်လွတ်လိုက်ရပြီမဲ့မြို့ရဲ့ပတ်ဝန်းကျင်မှာစီရေးလှုပ်ရှားမှု တွေဆက်လုပ်နေတာဖြစ်တယ်လို့တော်လင်ရေးတပ်ဖွဲ့တွေဘက်ကပြောထားပါတယ်။ရှမ်းနီတပ်တွေကဒီဗမောင်းမျိုးရဲ့မြောက်ဘက်နဲ့အနောက်ဘက်ချမ်းနေရာတွေမှာဆက်ပြီးတော့ရှိနေတာဖြစ်ပါတယ်။ဗမောင်းမျိုးကိုတော်လင်ရေးပူပေါင်းအဖွဲ့တွေကစက်တမလ21ရက်နေ့မှာ အမတ်တစ်စစ်တေတာကုတ်ကဲမှုနဲ့တင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ောက်ထပ်တစ်ပုတ်ကတော့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူ့ရဲ့အကျိုးစီးပွားအတွက်ပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးဆုဆောင်ပြီးတက်ရှိ CEO အဖြစ်သုံးနေတယ်လို့ KNL ကပြောလိုက်တဲ့အကြောင်းမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဒီနိုင်ငံရေးအစီအစဉ်နဲ့ပေါ့လေအဲစစ်မှုရန်ဥပဒေကိုတုံးပြီးတော့ပြည်သူတွေကို အတင်းအဓမ္မစစ်သားဆုဆောင်ပြီးတော့တက်ရှိ CEO အဖြစ်အသုံးချနေတယ်လို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကပြောပါတယ် အရမစုဆောင်ထားတဲ့စစ်သားတွေကိုလည်းအသိစိတ်ကင်းမဲ့အောင်မူရစ်ဈေးတွေတိုက်ကြွေးပြီးတော့ရှေ့တန်းစစ်မျက်နှာမှာတိုက်ခိုင်းတာမျိုးတွေလုပ်နေတယ်လို့ KNL ဘ ਹੁ စစ်ဌာနချုပ်ကစက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပြောဆိုထားတာပါအာနာသိမ့်ပြီးတဲ့နောက်ပိုင်းနိုင်ငံအနှံ့မှာဖြစ်နေတဲ့တိုက်ပွဲတွေတဲ့အကြအဆုံးတွေများခဲ့တဲ့အာများခဲ့တာကြောင့်ပေါ့လေတက်တွင်းမှာဒီအင်အားညော့နေလာလို့ပြည်သူစစ်မှုတော်ဥပဒေကိုထုတ်ပြန်ပြီးတော့အတင်းအဓမ္မကိုစစ်သားစုဆောင်ပြီး ဖြစ်တင်းနေရတယ်လို့ KNL ကပြောပါတယ်စစ်ကော်မရှင်တပ်ကဖက်စစ်စစ်တပ်ပြီးပေါ်လေဒီပြည်သူလူထုတရက်လုံးအပေါ်ကိုစစ်ရာဇွမှုကျူးလွန်နေတဲ့တက်ဖြစ်တယ်လို့လည်း KNL ကပြောပါတယ်စစ်ကောင်းဆောင်ရဲ့နိုင်ငံရေးစနစ်ကပြည်သူလူထုတရက်လုံးကို ထာဝရကျွံပြူရေးဖြစ်ပြီးတော့သူကျူးလွန်ထားတဲ့ဒီရာဇဝမှုတွေကလည်းရှောင်ရှားနိုင်ဖို့အတွက်စစ်တပ်နဲ့ ကာကွယ်ထားတယ်လို့လည်းထောက်ပြထားပါတယ်။စစ်ကော်မရှင်ကဥဆောင်ပြီးတော့ကျင်းပမယ်ဒီရွေးကောက်ပွဲမှာကိုစလဲလောင်း9000နီးပါးစည်ရင်းသွင်းထားပြီလို့ရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစပြီးတော့လုံမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်ဖို့အတွက်နိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုစလဲတွေကအားလုံးပေါင်းပေါ့လေအယောက်9000နီးပါးနာမည်စည်ရင်းသွင်းထား ားပြီဖြစ်တယ်လို့ UEC ကစက်တင်ဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်နိုင်ငံတော်ဝန်စီယုံမဲ့ဒီနိုင်ငံရေးပါတီ6ပါတီတိုင်းဒေသကြီးဒါမှမဟုတ်ပြည်내တစ်ခုမှာစီယုံမဲ့ဒီနိုင်ငံရေးပါတီ52ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်စုစုပေါင်းအာလွှတ်တော်ကိုယ်စားလှယ်ပေါင်းပေါ့လေ4963ယောက်ကနာမည်စင်ရင်တင်သွင်းလာတာလို့ဆိုပါတယ် ဲ့ဒီအထက်မှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းက95ရောက်ရှိတယ်လို့ UEC ရဲ့စည်ရင်အရသိရပါတယ် ပထမအများဆုံးတင်သွင်းတာကတော့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဖြစ်ပြီးတော့ကိုစလေလောင်းစုစုပေါင်း1018ယောက်ရှိနေပါတယ်။တိုင်းသာစီလုံးညီညွတ်ရေးပါတီတဆညာကတော့ကိုစလေလောင်း694ယောက်တင်သွင်းထားပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီလို့ခေါ်တဲ့ဒီကြားဖြူပါတီနောက်ပြီးတော့ပြည်သူ့ပါတီမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်း ကိုယ်စလဲလောင်းစည်ရင်းတွေကိုတင်သွင်းထားပြီးဖြစ်ပါတယ် လွတ်တော်ကိုယ်စားလှယ်လောက်နာမည်စီးရင်တင်သွင်းတာကိုစက်တင်ဘာလ10ရက်နေ့ကနေ22ရက်နေ့အထိလက်ခံခဲ့ပြီးတော့စက်တင်ဘာလ23ရက်နေ့ကနေအောက်တိုဘာလ4ရက်နေ့အတွင်းမှာဆိုရင်ဒီကိုယ်စားလှယ်လောက်တွေကိုအရေးချင်းတွေစီစစ်သွားမှာဖြစ်တယ်လို့ UEC ကဆိုပါတယ်ဒီဇင်ဘာလ28ရက်နေ့မှာစပြီးတော့ကျင်းပမယ်ရွေးကောက်ပွဲမှာဒီလွတ်တော်3ရက်အတွက်စုစုပေါင်းမဲဆန္ဒနဲ့972နယ်မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ထုတ်ပြန်ထားပါတယ် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါမက္ကဆီကိုနိုင်ငံကတရုတ်နိုင်ငံရဲ့အတွင်းကုန်တွေအပေါ် သွင်းကုန်ခွန်တိုးမြင့်လိုက်တာကြောင့်တရုတ်အမေရိကန်ဂုံသွယ်ရေးစစ်ပွဲဟာတခြားတတိယနိုင်ငံတွေကိုပါပတ်သက်လာစေပြီဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံကဂုံသွယ်ခွန်အစ်စ်သတ်မှတ်ချက်နဲ့တရုတ်နိုင်ငံရဲ့တခြားဂုံပစ္စည်းတွေအပေါ်ဂုံသွယ်ရေးသတ်မှတ်ချက်လောက်တာအာလောက်လာတာကိုတရုတ်နိုင်ငံကစုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးဝန်ကြီးကဂျာတာဘရီနိမှာပေါ့လေဒီတရုတ်နိုင်ငံလို့လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုမရှိတဲ့နိုင်ငံတွေကကုန်ပစ္စည်းတွေကိုအခွန်တိုးကောက်ဖို့အဆိုပြုခဲ့ပါတယ်။ဒါဟာတရုတ်ကုမ္ပဏီတွေရဲ့ကုန်သွယ်ရေးနဲ့ယင်းနှိမ့်မြုံနံမှုအကျိုးစီးပွားတွေကိုပြင်းပြင်းထန်ထန်ဖျက်ဆီးစေမှာဖြစ်ပါတယ်။ဒီလထဲမှာမက္ကဆီကိုနိုင်ငံကတရုတ်နိုင်ငံကတင်ပို့လာတဲ့အာဒီကားတွေကို ကုန်သွယ်ခွန်90ရာခိုင်နှုန်းကောက်မယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီကြေညာချက်ဟာမက္ကဆီကိုနိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်မရှိတဲ့ တရုတ်နဲ့တခြားနိုင်ငံတွေအားလုံးကိုတက်ရောက်မှဖြစ်ပြီးအဝတ်အထည်ကနေတန်တယ်တွေအထိကုန်ပစ္စည်းအမျိုးပေါင်း1400ပါဝင်ပါတယ်။မက္ကဆီကိုရဲ့သမ္မတကလော်ဒီယာရှိုင်းဘောင်ကတော့ဒီအခွန်တိုးတာဟာပထဝီနိုင်ငံကြီးတင်းမာမှုနဲ့ပတ်သက်မှုမရှိဘူးလို့ပြောပါတယ်။တရုတ်နိုင်ငံနဲ့အခြားမှာဆိုရင်ပဋိပက္ခဖြစ်အောင်လုပ်နေတာမဟုတ်ဘူးလို့လည်းသူမကပြောထားပါတယ်။သူမအနေနဲ့ပြည်ရင်းလုပ်ငန်းတွေကို မြင့်တင်ဖို့စူးစမ်းနေတာသာဖြစ်တယ်လို့ ဆိုပါတယ် မော်ဒိုဗာနိုင်ငံဟာဆိုလို့ရှိရင်ယူကရိန်းနိုင်ငံနဲ့ဒါမကပဲနဲ့ပေါ့လေနေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ရူမေးနီးယားနဲ့ပါ နေမြေချင်းဆက်ဆက်နေတဲ့အတွက်ဥရောပနဲ့ရုရှားအကြားမှာမဟာဗျူဟာအရေးပါတဲ့နိုင်ငံလေးတစ်နိုင်ငံ ဖြစ်ပါတယ်မော်ဒိုဗာပြည်သူ့သမ္မတနိုင်ငံဟာအရှေ့ဥရောပကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ဆိုဗီယက်ယူနီယံကနေ1990ခုနှစ်မှာလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းမော်ဒိုဗာဟာဒီ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့2022ခုနှစ်မတ်လမှာရှောက်ထားခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်း candidate status အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ မော်ဒိုဗာနိုင်ငံအနေနဲ့စက်တဘာလ28ရက်နေ့မှာကျင်းပတဲ့ရွေးကောက်ပွဲဟာဥရောပသမဂ္ဂနဲ့ပိုးပြီးတော့နှိစက်တဲ့လမ်းကြောင်းကိုသွားမလားဒါမှမဟုတ်ရုရှားရဲ့ဩဇာလွမ်းမှုမှုအောက်ကိုပြန်ရောက်သွားမလားဆိုတာကိုအဆုံးဖြတ်ပေးမှာဖြစ်တယ်လို့အကဲခတ်တွေကဆိုပါတယ်မော်ဒိုဗာအစိုးရအာဏာပိုင်တွေကတော့သူတို့ရဲ့ရွေးကောက်ပွဲကိုရုရှားကမဲဝဲတာတရင်မားတွေဖြန့်ဝေတာနဲ့အဓိကယုံဖြစ်အောင်လှုံ့ဆော်တာမျိုးနဲ့ဝင်ရောက်ဆက်ဖက်နေတယ်လို့ဆွဆွဲထားပါတယ် လက်ရှိအာဏာရ PAS ပါတီသာအနိုင်ရခဲ့ရင်ဥရောပသမဂ္ဂကိုဝင်ရောက်ရေးအတွက်ပြုပြင်ပြောင်းလဲရေးတွေကိုဒီအချိန်မပြတ်ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကတော့မော်ဒိုဗာကဒီရုရှားလိုလာတဲ့ပါတီနှစ်ပါတီကိုရွေးကောက်ပွဲမဝင်နိုင်အောင်ဒါစီခဲ့ပါတယ်။ Brenda Del Castello, Amorina Vadi, Lara Gutierrez လို့ခေါ်တဲ့ဒီအာမိန်းကလေး၃ယောက်ဟာဆိုလို့ရှိရင်အာဂျင်တီးနားနိုင်ငံမှာလိမ်မိုင်းဆိုင်ရာပါတီတစ်ခုတက်ဖို့ဒေါ်လာ300နဲ့ကမ်းလှမ်းတာကိုခံခဲ့ရပါတယ်။ Lara ကအသက်15နှစ်ပဲရှိသေးတာဖြစ်ပြီးတော့ဂျန်နဲ့2ယောက်ကတော့အသက်20စီရှိပြီဖြစ်ပါတယ်။စတမလာ26ရက်နေ့တောက်ကြနေ့ကမြို့တော် ဘူနိုအေရီစ်မှာရှိတဲ့ဒီအိမ်တအိမ်ကိုဖျားယောင်းအခေါ်ခံရပြီးတဲ့နောက်သူတို့သုံးယောက်ဟာပျောက်ဆုံးနေခဲ့ပါတယ်။သူတို့ကပါတီပွဲတက်ရမယ်အစားမူရဲ့ဂိုင်းဝင်တွေရဲ့ဖမ်းဆီးနှိပ်စက်တာကိုခံခဲ့ကြရတယ်လို့အာဂျင်တီးနားအာဏာပိုင်တွေကပြောပါတယ်။လိန်ပါတီကို မရောက်ခင်ပဲဒီသူတို့ကိုနှိပ်စက်နေတာကိုလူ45ယောက်လောက်ပါတဲ့ Instagram ရဲ့အာတီးတန် group တစ်ခုမှာဒိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကိုတပ်ဖြတ်ခဲ့ပြီးအိမ်အပြင်မှာရှိနေတဲ့ plastic ပုံးတွေထဲမှာထည့်ထားခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေကတော့မိန်းကလေး၃ယောက်ထဲက၁ယောက်ဟာမူရစ်ဂိုင်းတွေစီကနေကိုကင်းထုတ်တထုတ်ကိုရောင်းချ သူစီကခိုးခဲ့ပြီးတဲ့နောက်အစီအစဉ်တကြသူတို့ကိုတပ်ဖြတ်ခဲ့တာမျိုး ဖြစ်မယ်လို့ယုံကြည်ကြပါတယ်။ဒါက Villa 111 14လို့အာလူတိများတဲ့လူအများ ပတ်သက်လို့မရှိတဲ့နေရာကမူးယစ်ဂိုင်းတွေကသူတို့စီကမူးယစ်ဆေးတွေကို ခိုးယူရင်ဘာဖြစ်နိုင်တယ်လဲဆိုတော့တရင်စကားကိုပေးတာမျိုးဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ တရင်နဲ့မီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။